key chain ွား key chain ွားတာ AI ကနော် AI က key တွေ chain ပလိုက်ပြီသချင်းကိုခေါ်ဘလို့ key chain တက်တာဘလို့လုံးထွတူတူ key chain ွားတော်တော်ထားကြနေနားထောင်ကြလိုက် AI 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 ဒီနေ့ကတော့ဗာလဲအခုအရှိမှကျွန်တော်မြင်နေရတဲ့မေရဲ့ဆက်လေးနယ်မီးချစ်တချင်းကိုကျွန်တော်က AI ကိုပြန်ပြီး cover တီးခိုင်းထားတယ် ကာဗာတီးခိုင်းတာကကျွန်တော်ကလိုချင်တာက orchestra version လိုချင်တာဖြစ်တဲ့အတွက် orchestra version ကိုလောက်ခိုင်းလိုက်တော့ result ကထွက်လာတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြမယ်ဆိုတော့ကျွန်တော်ဒီ ဒီဆလိတ်နဲ့မိချစ်တခြင်းကတော့ကျွန်တော်မသိစရာဘာအကြောင်းပါဘူးမရှိတော့ဘူးเนาะလူတေးရေကောတေးဆိုကောပြီးတော့မှတခြင်းတီးရဲ့ဒူတွေကောအကုန်တီးထားတာကြိုက်တယ်သူ့ရဲ့ဒီ music quality ကလည်းကောင်းတာပဲဗျာနော်ကျွန်တော်ကြိုက်တယ်ဆိုတော့ဒီနေ့ကဒီ AI ကဘလောက်တောင်မှ powerful ဖြစ်နေပြီလဲဆိုတာကိုကျွန်တော်ကဒီ music နဲ့ပတ်သက်ပြီးတော့မှတိတ်ပြီးတော့မှမသိသေးတဲ့ဒူတွေအတွက်ပြောပြချင်တာဖြစ်တယ်ခဲကြည့်ကြည့်မယ်နော်ဆိုတော့အခုဒါကတော့ AI အော် AI တော့ဖြစ်ကုန်ပြီနော်မေရဲ့စိတ်လေးနဲ့မိချစ်ရဲ့တစိတ်တစ်ပိုင်းလေးနားထောင်ကြည့်ရအောင်နော် ာခါကော့လုပ်ပေးထားပါပါကောင်းတယ်နော်ကောင်းတယ်ပြဆိုတာဆိုအဲ့ရလေးကိုအဲ့တခြင်းလေးကိုကျွန်တော်တို့ကကျွန်တော်လိုချင်တဲ့ cover ပုံစံလေးကိုအိမ်အိမ်ကိုထုတ်ခိုင်းတယ်ကဲနားတော့ကြည့်မယ်အဲ့ဒါလေးတပိုင်းလောက်ထိပဲကျွန်တော်အကုန်လုံးမဖွင့်ပြ ချိန်သွားကီးချိန်သွားတာ AI ကနော် AI ကကီးတွေချိန်ပလိုက်ပြီသချင်းကိုဒီ rising အတက်ဗျာနော်အဟို vast နှစ်ခုကူးတဲ့နေရာမှာ AI ကကီးချိန်ပလိုက်တယ်ဒီကောင်ဘလို့ကီးချိန်တက်တာဘလို့လုံးသူသူကီးချိန်သွားတော်တော်ထားကြတယ်နားထောင်ကြလားကြားမလား ချင်းကစတာကြတော့ဒီ cover ကစတဲ့ပုံစံကျတော့ C ကနေစ site C ကနေစပြီးတော့မှ second verse မှာသူက key က E flat ပေါ့နော်ချိန်သွားတော့မေးရဲ့တချင်းကကျတော့သူက G flat နဲ့စမေးမေးမေးရဲ့တချင်း original version G flat G flat ကနေဆိုတော့တဘောကဒီဒီဒီတော့ A ထိကိုတက်သွားတဲ့ပုံစံနော်ကျွန်တော်ဒီ AI cover ကျတော့ခေါ်ပါဦးလေ C ကနေ E flat ကိုတက်သွား second verse မှာဒီကောင်ကိုအဲ့လိုကြီးချိန်ပလိုက်ရဲ့ AI က โอเคสุดละเว้ยเนาะละว่าရှိတယ်ကျွန်တော်အဲ့ဒါကိုဖွင့်ပြတော့ AI ကတော်တူလေကြီးချိန်လိုက်တာအမှန်တကယ်တော့မဟုတ်ပါဘူးเนาะကြီးချိန်တာကကျွန်တော်လုတ်ထားတာเนาะဒီနောက်ွယ် arrangement ကျွန်တော်လုတ်ထားတာဆိုတော့ AI ကတူအောင်နေတူတော့အဲ့လိုရှောက်တော့မလုတ်ဘူးเนาะရှောက်တော့မလုတ်တတ်ဘူးခင်ဗျားတို့ prompt ပေးလိုက်ရင်တော့မလုပ်တတ်ဘူးเนาะခီးရဲဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟာမင်းရငါသူက3 flag ကိုငါ change ချင်တယ်ဘာညာ prompt ပေးလိုက်ရင်တော့ AI ကမလုပ်တတ်ဘူး နော် AI မလုပ်နိုင်တဲ့ limit တွေရှိတယ်ဆိုတော့ခုနကအပိုင်းကဏ္ဍတွေကကြတော့တကယ်တမ်းကြတော့အဲ့နောက်ွယ် arrangement ကျွန်တော်လုပ်ထားတာနော်ကျွန်တော် arrangement ကျွန်တော်လုပ်ထားတာတကယ် AI ကတူတူမလုပ်တတ်ပါဆိုတော့ကျွန်တော်ပြောချင်တာကဗျာဒီနေ့ကိစ္စอ่ะလीဟိုကျွန်တော်က AI ကဟိုကျွန်တော်ကမဆိုင်တယ်လို့နေရင်တော့လည်းမဆိုင်တော့ဘူးပဲဖြစ်မှာဆိုတော့ကျွန်တော်ဒီဘက်ခက်ကဒီ uh industry တိုင်းပေါ့နော်ဒါက music industry ကိစ္စပဲကျွန်တော်ပြောမယ် industry တိုင်းကအများကြီးပြောင်းလဲနေတယ်တလားတလားကိုလीတော်တော်ကြီးကြီးမပြောင်းလဲနေတယ်ဆိုတော့ကျွန်တော် music industry မှာဆိုတော့ကျွန်တော်တို့က EI ကတိတော့တိထားတင်တယ်လို့တော့ကျွန်တော်မြင်တယ်ဟိုဒါပေမဲ့ကျွန်တော်တို့ကတိတ်ခါအရာဂုံတိတ်ခါအရာတော့ကျွန်တော်က EI ကိုနော် client တယောက်ကကျွန်တော်တို့လာအပ်တယ်ထားလိုက်ဗျာ AI နဲ့အကုန်လုံးဘတ်ဘတ်ဆိုပြီးတော့ပစ်ထည့်လိုက်ပြီးတော့မှ AI ပဲခိုင်းပြီးတော့ AI ထွက်လာတဲ့ reset ကြီးတော့ကျွန်တော်က ဲ့လိုကြီးယူရလောက်အောင်တော့လေမလုပ်သင့်ဘူးပေါ့နော်ဒါကလုပ်လည်းမလုပ်သင့်ဘူးပြီးတော့မှ AI ကပြီးတဲ့အရာတွေပါပြောပြောမယ်ဆိုခုတော့ဘာသိခါမှလည်းမရှိဘာကုန်သိခါမှလည်းမရှိเนาะဒီလိုမျိုးကျွန်တော်တို့ဒီ experimental ပေါ့နော် educational ပဲဖြစ်ဖြစ် experimental ပဲဖြစ်ဖြစ်အဲ့လိုစမ်းသပ်တာเนาะဒါလေးတွေကတစ်ပိုင်းတချို့နေရာမှာကျွန်တော်တို့က arrangement ဘလောက်တောင်သူ့ကို input ဘလောက်ပေးလိုက်တလဲပေါ့မူတည်ပြီးတော့မှ AI ကလုပ်ပေးတတ်တယ် ဲ့ဒါတွေကတော်တော်ကိုကျန်းတယ်ဒါပေမဲ့ AI ကြီးနဲ့ပဲအကုန်ပြီးသလားဆိုတော့လည်းမပြီးဘူးเนาะ AI မှာကျွန်တော်တို့က manually ခိုင်းပြောရတဲ့ကိစ္စလေးတွေရှိတယ်ပေါ့เนาะအဲ့ဒါလေးတွေကကျတော့ကိုယ်တိုင်ကတကယ်တီးတက်တဲ့သူတယောက်က input တစ်ခုကိုပေးလိုက်မှပဲ AI ကကောင်းကောင်းမွန်ထွက်လာနိုင်တာဖြစ်တယ်ဒါတောင်မှကျွန်တော်တို့ကတစ်ခါတည်းတစ်ခါအကောင်ထွက်တာမဟုတ်ဘူးเนาะ AI က6ပုတ်လောက်7ပုတ်လောက်ထုတ်ခိုင်းမှတစ်ပုတ်လောက်လိုချင်တဲ့ပုံစံလေးကထွက်တာပါဒီစိတ်တစ်ပိုင်းကျွန်တော်တို့ music နဲ့ပတ်သက်ပြီးဒီစိတ်တစ်ပိုင်းတီးနိုင်တာပဲဖြစ်တစ်ခုခု arrangement လုပ်နိုင်တာပဲဖြစ်လုံတတ်ဖို့တော့လိုတယ် နော်ဒါလေးကကျွန်တော်လာပြီးတော့မှ EI နဲ့ပတ်သက်အကြောင်းအရာလေးကိုလာပြပြတာပါအင်းနောက်ထပ်ကျွန်တော်ထုတ်ထားတဲ့တချို့တချင်းတွေလည်းရှိသေးတယ်နော်ကျွန်တော်နားထောင်ပြီးတော့မှဟာကနေဟင်ကနေနေတဲ့တချင်းတွေရှိတယ်အဲ့ဒါကြီးလည်းကျွန်တော်နောက်ရက်ဒီနည်းနည်းကျွန်တော်စိတ်ကူးပေါ်လေးရကြကျွန်တော်အဲ့ဒါလုတ်ပေးပါအောင်တော်ကိုကောင်းတာတော်ကောင်းတဲ့ပုံစံတွေ AI ထုတ်ထားတဲ့ဟာရှိတယ်နော်ဆိုတော့ဟုတ်ပြီဒါပဲဗျာနော်